content video တွေဖန်တီးပြီးတော့ Facebook ပေါ်မှာတင်ပြီးတော့ငွေရှာချင်တာပဲဖြစ်ဖြစ်အပြော်တန်းရိုက်ကူးထားတဲ့ video တွေကို Facebook ပေါ်မှာတင်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ video ထဲမှာကြုံရ music တခြင်းတွေကိုကောက်ထည့်ပြီးတော့တင်မယ်ဆိုရင် Facebook ပေါ်မှာ copyright ထိတွားတတ်ပါတယ် copyright ထိတွားလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ video ထဲမှာရုပ်မြင်တံမကြားဖြစ်သွားတတ်တယ်လို့အခက်မတင်ရင်ကျွန်တော်တို့ရဲ့ Facebook account Facebook page ပါ copyright ကြောင့်တက်သွားတတ်ပါတယ်အဲ့အတွက်ကြောင့်ဒီ video ထဲမှာတော့မိတ်ဆွေတို့ရဲ့ video တွေကို Facebook ပေါ်မှာတင်တဲ့အခါမှာ copyright မထိအောင် င် free music တချင်းတွေကိုဘယ်လိုယူပြီးတော့အတုံးပြရမလဲဆိုတာလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ video လေးကိုစလိုက်ရအောင်။ Chrome browser လေးထဲကိုဝင်သွားလိုက်ပါ။ကျွန်တော်စက်ပါမှာတချင်းနှိပ်လိုက်ပါ။ပြီးတော့တော့ song collection Facebook လို့ရိုက်ရှာလိုက်ပါ။ song collection facebook ရိုက်ချပြီးတော့တွားလိုက်ပါ meta song collection ထဲကိုနှိပ်ပြီးတော့မှမိတ်ဆွေတို့ရဲ့ facebook account နဲ့ login ဝင်ပြီးတော့တွားရမှာဖြစ်ပါတယ် ကိုယ့်ရဲ့ Facebook account နဲ့ login ဝင်ပေးရမှာဖြစ်ပါတယ်ဒီဒီထဲမှာဆိုရှင်တော့ play တခြင်းတွေကိုကျွန်တော်ယူတုံးနေပေါ့เนาะခွင့်ကြည့်လို့ရပါတယ်ခွင့်ကြည့်မယ်ဆိုလို့ရှင်တော့ play button လေးကိုတခြင်းနေပေးလိုက်ပါ site တဲ့ music တခြင်းတွေဆိုလို့ရှင်တော့ဒီ download နေရာမှာနေပြီးတော့မှ download ဆွဲယူပြီးတော့ကိုယ့်ရဲ့ video ထဲမှာအသုံးပြုနိုင်ပါတယ်တခြင်းတွေကိုကျွန်တော်ထပ်ပြီးတော့ share ချင်တယ်ဆိုလို့ရှင်လည်းဒီအောက်နားလေးက next button လေးကိုနေပြီးတော့မှထပ်ရှာနိုင်ပါတယ် sound effect တွေကျွန်တော်တို့အကြုံပြုမယ်ဆိုလို့ရှိရင်လေအပေါ်နားလေးမှာ sound effect နေရာမှာနှိပ်ပြီးတော့မှ site ရဲ့ sound effect တွေကိုယူပြီးတော့အကြုံပြုနိုင်ပါတယ်